ဟောင်းအောင်အထက်တန်းကျောင်းရဲ့ကျောင်းကိုဒီလိုမျိုးဖိတ်ကြားပြီးလို့ကျေးဇူးတင်ပါတယ်ဆိုကအက်ဒီတာချုပ်ကနှုတ်ဆက်လိုက်တော့ချွေးသီးချစ်ပေါက်တွေကျနေတယ်ကျောင်းကအက်ဒီတာချုပ်ခ냥အဝေးကြီးကလာခဲ့ရတာဆိုတော့မောနေမှာပဲကျွန်တော်တို့လည်းဖိတ်သွားတော့ကြမလားဆိုပြီးပြန်နှုတ်ဆက်လိုက်ပြင်မယ်ကွင်းဘက်ကိုအကြည့်ရောက်သွားတဲ့အက်ဒီတာကအိုးလူတွေအများကြီးထုတ်ခံလိုက်ရပြီလားကျွန်တော်ဒီတက်ပွဲကိုအစားအနေမှတ်တမ်းသိနေတာဒါပေမဲ့ကင်မရာတွေရှိနေလို့ကျောင်းသားတွေအာရုံမစိုက်နိုင်မကောင်းဘူးလေအခုလိုမျိုးကျောင်းသားတွေအပေါ်မှာခ냥ထားတဲ့အသေးစိတ်ကြတဲ့စဉ်းစားဆင်ခြင်မှုကိုတဘောကြတဲ့ကျောင်းအုပ်လို့ချီးကျူးလိုက်ပြီးဒါဆိုကျွန်တော်တို့မှတ်တမ်းသိနေတာကိုဒုတိယပိုင်းတက်ပွဲကိုပဲအာရုံစိုက်လိုက် က်လို့မယ်နော်ဆိုကသူ့ဖွင့်သားတွေကိုကင်မရာတွေဆင်ဖို့အမိတ်ပေးလိုက်ပါတယ်ထို့နောက်စီနီယာအန်ဆောင်ဟိုကိုညင်ပြီး ိုးအန်ဆောင်ဟိုမင်းကဒီလေးချိန်ရဲ့နီးတရပဲငါ့ကိုမှတ်မိလားအရင်တော့ကမင်းကငါအင်တာဗျူးတာလေအန်ဆောင်ဟိုအခုမင်းနေတဲ့အထဲမှာဘယ်ကြောင့်သားကိုငါတို့အအောင်ဆိုင်ထားတဲ့လဲပြောပါဦးဆိုပြီးမင်းနေတော့ထိတ်လန့်သွားတဲ့အကြောင်းကတက်တရတလဲနေကြားထက်ဝင်လာပြီးဟောင်းအထက်တန်းကျောင်းရဲ့ဒုတိယနေ့တွေအကုန်လုံးကောင်းကောင်းလုပ်နေကြပါတယ်ဒါပေမဲ့အအောင်ဆိုင်ဖို့လုံလုံလောက်အင်အားကြီးတဲ့ចောင်းသားတွေကိုရွေးရမယ်ဆိုရင်ဟဲ့ဟဲ့အဲ့ဒီဒါရေးကံမကောင်းစွာနဲ့ပဲထူးခြားတဲ့ចောင်းသားတွေကစောစောကလေးတွေပဲအထုတ်ခံလိုက်ရပြီဗျာလို့ပြောတော့အဲ့ဒီဒါကအိုးဘာဖြစ်လို့လဲဆိုပြီးပြန်မိပါတယ်။အဲကြောင့်ចောင်းဟောကတစ်ဖက်ကိုလှည့်လိုက်ပြီးတော့ ့အစင် F မထွက်ခင်အထိငါအချိန်ဆွဲရမယ်လို့တွေးကသူတို့အနီးကတိုက်ပွဲမှာတော့ငါယုံကြည်မှုလွန်ကဲသွားကြတဲ့ပုံပဲပညာပေးသူတယောက်အနေနဲ့ပြောရမယ်ဆိုရင်အဲ့လိုလားဆိုအနာဂတ်မှာသူတို့လုံလဝရိယာရှိလာနိုင်တယ်လေလို့အိုက်တင်အသည့်နဲ့ပြောတော့ဂျင်းနဲ့ထိသွားတဲ့အက်ဒီတာကဟောင်းအထက်တန်းကျောင်းရဲ့ဂုံတင်းကြီးမားတဲ့ကျောင်းလို့မပြောရဘူးခင်ဗျားရဲ့ပညာရေးပေါ်ထားတဲ့တန်ဖိုးကြောင့်ကျွန်တော်လေးစားမိတယ်လို့ဆိုချီးကျူးနေပေမဲ့ကျောင်းကတော့ညံ့တာတော်တော်တည့်နေပါတယ်ထို့ချိန်မှာပဲကင်မရာဓမ္မကအက်ဒီတာဒီကလေးကတော်တော်မိုက်တယ်တင်းရဲ့အတွက်ပုံကောင်းကောင်းရမယ်ပုံပဲလို့ပြောတဲ့အခါ ကျောင်းကလန့်သွားပြီမဲ့ဒါကတော့ဝန်သားအားနဲ့ကျောင်းကိုတစ်စိမ့်လောက်ခွင့်ကြည့်ပါအောင်ဆိုကာထွက်သွားပြီးကြည့်ရအောင်ဘဲကလေးလေလို့ထပ်မေးလိုက်ပါတယ်ထိုချိန်ကိုင်းထဲမှာတော့ အနိကက်တိုက်ရတဲ့စိတ်ဆွမ်းရှိတဲ့ကောင်လေးမင်းတို့သွားတိုက်လေငါတို့ကိုအယူမျက်ထင်တာလားငါတို့သွားနေလို့မင်းတို့နောက်ကနေတိုက်ရင်အထုတ်ခံရမှာပေါ့ဆိုကာဂျင်ဆောင်ကိုတိုက်ဖို့အတွက်နဲ့အငင်းခုံထင်းနေကြပါတယ်ထိုတဲ့ကိုကြည့်နေတဲ့အက်ဒီတာကတော့ဝမ်တာအားနဲ့ကြောင်းအုပ်အိတ်ကြောင်းသားကဘာလို့လဲအဲ့လောက်ရည်ချင်းနေတာဆိုရင် तू က B+ လောက်တော့ရှိမှာပေါ့အဲမဟုတ်ဘူး तू က A အဆင့်လောက်ရှိမယ်ထင်တယ်လို့ခမန်းတေးဦးနေတော့ကြောင်းကလည်းရှက်ရှက်နဲ့အင်းအိတ်ကြောင်းသားက B+ ညာလား ဆိုကတော်တော်ရင်ရင်နဲ့တရုတ်နေတော့မှာပဲနောက်ကဂျင်ဆောင်းလို့ဆရာကသူကအစင် F ဆိုပြီးအော်ပြောတော့အဲ့ဒီဒါကမယုံမဲတည်နေပြီအစင် F ဟုတ်လားဆရာနောက်နေတာလားလို့မေးတော့ဂျင်ဆောင်းလို့ဆရာကမနောက်ပါဘူးဂျင်ဆန်းကသူ့ရဲ့စူးစမ်းအထောက်မှုကြောင့်အဲ့နေရာမှာရက်နေနိုင်တာဆိုပြီးထက်ပြောတော့ထိတ်လန့်သွားတဲ့အကြောင်းကအဲ့ဒီဒါရှိမှမင်းဘာလို့ပြောနေရလဲတခြားတက်စုခေါင်းဆောင်တွေမင်းတို့ဘာလို့ရက်နေကြရလဲဆိုပြီးပြောတော့မှတခြားဆရာတွေကဂျင်ဆောင်းလို့ဆရာကိုတက်စုတစ်စဲခေါင်းဆောင်တော်ပါတော့ဗျာလို့ပြောရင်ဆွဲခေါ်နေပြီမဲ့ဂျင်ဆောင်းလို့ဆရာကဂျင်ဆန်းကျေးဇူးပြုပြီးဂျင်ဆန်းကိုအအောင်ဆိုင်ပေးကြပါလို့အော် ပြောရင်ပါသွားပါတယ်အဲ့ဒီသားကလည်းကျောင်းကိုကျွန်တော်ကိုအိတ်ကျောင်းသားပတ်ချင်ဆောင်အောင်ကျောင်းပြောပြပါပို့တိကျင်သေးတယ်လို့အာဝတ်တာနဲ့မီးတော့ကျောင်းကဘာပြောမှမသိထင်နေပြီးစိတ်ထဲကနေချီးရဲချီးရဲချီးရဲလို့လားညစ်တာပို့နေပါတယ်ထိုချိန်ဂျင်းဆောက်မှာတော့ငါ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကျိုးတက်သွားတော့မယ်လို့ခံစားနေရတယ်ငါ့ရဲ့စိတ်ဆောင်ကလည်းသူ့အကန့်တက်ကိုရောက်နေပြီဒါပေမဲ့ထူးထူးဆန်းဆန်းငါလူသက်ချင်တဲ့ရည်ရွယ်ချက်ကိုပို့ချဲ့ပြီးတုံးတာတော့ငါစိတ်ဆောင်အာငါစိတ်ဆောင်အာကလူသက်ချင်စိတ်ကိုလွယ်လွယ်လေးထိန်းချုပ်နိုင်တယ် အဲ့ဒါပါလေမင်းရောခံစားရတာအဲ့ကောင်ကတော်တော်အနေရညာပဲလို့ပြောနေကြချင်းဂျေဆောင်းကတော့မင်းတို့ဘယ်တီးဖို့စဉ်းစားနေတာလဲဟမ်လို့ပြောရင်ဓာတ်ကိုတစ်ချက်ကြည့်လိုက်တော့သူ့ဆုပ်ယူတော့တညောင်စိတ်ဆွားအဆင် D++ တိုက်ခိုက်ရေး B+ ပြင်မှတ်ဤသွေးကိုဆုပ်ယူပြီးပြင်မှတ်ဤခန္ဓာကိုယ်ကအသင်ရွှေ့ချအောင်လုပ်နိုင်သည်ဟာ စစ်စင်ရင်လုံရန်အတွက်အတုံးကျူသူဤခန္ဓာကိုယ်မှာအားအနည်းဆုံးအခြေအနေတို့ရောက်နေပါတော့လေအတုံးကျူသူကအဆုံးမရှိလှုပ်ရှားနိုင်သည်ငါအစိတ်ဆွမ်းကိုထိန်းချုပ်နိုင်တဲ့အပြင်တူတောင်ကိုလည်းလုံနိုင်တာပဲငါနောက်ဆုံးတော့လုံနိုင်သွားပြီငါ့ရဲ့ကြိုးစားအထောက်မှုကအလကားမဖြစ်သွားဘူးလို့တွေးကဝန်တာအားနဲ့အော်ရင်နေပြီဟဲ့ဟောင်လေးမင်းတို့ရောကြည်နေကြလားစီနီယာရောကြည်နေလားစံယုံကိုတွေးလိုက်လားဆိုပြီးပီတိထင်နေတော့စံယုံကသူ့ကိုအဆုံးတက်ပြစ်လိုက်မစ္စတာအပူလို့ဩပြောတော့အချင်းဆောင်ကဟုတ်ကဲ့ပါဆောဆိုက ငါလက်ကဝတ်ထားတာတော့အလီခံလိုက်ရလား အာနားလိုက်တာငါအညံ့ခံပါတယ်အညံ့ခံပါတယ်လက်ထောင်သီးပြကဲပါဦးကျွန်တော်အညံ့ခံပါတယ်လို့ကြောက်လန့်တကြနဲ့អော်နေကြတော့ဂျင်းဆောင်ကတော့သူ့ရဲ့ဓာတ်ကိုကြည်ကာပီတိဖြစ်နေပါတယ်ထိုးချင်းအာကဲကြပါဦးကဲကြပါဆိုတဲ့អော်တန်တွေကြောင့်ចောင်းអូកាညံ့တာတက်နေကဒါအိမ်မဆိုးပဲလို့တွေးနေပြီးပီတာကတော့လူတယောက်ထဲကလူရောက်60ကိုအနိုင်ယူလိုက်တာပဲလို့ပြောကလန့်နေတော့ပေးကိုစီနီယာဟန်ဆောင်ဦးကရောက်လာကအဲ့ဒီဒါခင်ဗျားမရောက်လာခင်ကသူအနိုင်ယူထားတဲ့လူတွေကိုပါထည့်ကြည့်ရင်လေ့ကျင့်စစ်တာပတ်ကျင်ဆောင်ကသူလူအယောက်150ကျော်ကျော်လောက်ကိုထုတ်ပြပြီးွားပြီ လို့ပြောတော့အဲဒီသားကထိတ်လန့်သွားပြီဘာတကယ်ကြီးလားလို့တင်ပြီးတဲ့အခါစောင်းဟူကပြီးတော့နောက်ဆုံးရလတ်အနေနဲ့ပြောရမယ်ဆိုရင်ကြောင်းသားပေါင်း200ကျော်လောက်ထင်မယ်ထို့နောက်တခြားတစ်ဖက်ကိုလိုက်ပြထားပြီးတော့အခန်းတစ်ခုထဲကိုလူတစ်ယောက်ကဝင်လာပါတယ် အခန်းထဲမှာလည်းလူတယောက်ကစောင့်နေပါတယ်။စောင့်နေတဲ့လူကတော့ကျင်းဆောင်နဲ့တိုက်ခိုက်ခဲ့တဲ့ဣချမ်းပဲဖြစ်ပြီးဟာဟာမတွေ့တာကြပြီနော်လူကြီးဆိုကမိတ်ဆက်လိုက်တဲ့အတွက်ဝင်လာတဲ့လူကခင်းချန်လာမင်းလူချင်းတော်ကိုညံ့ညံ့ပြောပြီးရင်ငါမင်းကိုတတ်ကျင်နိုင်တယ်ဆိုပြီးပြောတဲ့အခါဣချမ်းကအဲ့လောက်ခါခါတီးတီးလှုပ်ဖို့လိုလို့လားအချင်းအချင်းကောင်းတွေကိုပြန်သွေးမိရင်စိတ်မကောင်းဖြစ်မိတယ်ဆိုတော့မင်းရင်ငါ့ကိုခနဲ့ပြီးပြောနေရလေ ငါကအရင်ခက်နေတယ်ဟုတ်လားငါဘက်ကမင်းအတွက်တိတ်မညာမှသိပါတယ်ယူးကြောင်ကြောင်လုံးမနေနဲ့မင်းအရှိအကန်ယူတန်းကနေရေချောင်းနဲ့ထွက်ပြေးဖို့လုံနေရလीဘလို့အယူးညိုကလူကြီးနဲ့ရှင်ပြီးရေချောင်းကိုထွက်ပြေးဖို့လုံမှာလဲငါကြာကြည့်နေမှာမင်းကိုခေါ်တာအကြောင်းတရားချက်ရှိလို့ပါလူကြီးရဲ့ရဲဘော်ရဲဘက်လီရှင်အထက်ကောင်းဆောင်ကမင်းကိုခေါ်နေတယ်သူကမင်းကိုမိုးတောက်ချိန်ကြရင်ပန်းမိုးကျုံးကိုလာစေချင်နေတယ်မင်းရဲ့လောက်ငယ်တာအများကြီးကိုစတိခိုင်းပြီးတော့ငါ့ကိုဖတ်ပြောချင်တာလဲ ဟမ်ဒီတစ်ခေါက်တောင်ပိုင်းကိုလေပတ်တော့ငါစိတ်ဝင်စားအောင်တဲ့လူတွေကိုတွေးခဲ့တယ်လေဟာအောင်အထက်တန်းကျောင်းကကျောင်းသားတွေကိုလာဟာလူကိုကြီးကခလေးတချို့ကိုလေ့ကျင့်ပေးနေတဲ့ကြတော့ငါချက်ချင်းစစ်စစ်ကြည့်ဖို့တွားခဲ့တာပေါ့ဒါပေမဲ့ငါကမိတ်ဆက်ဖို့တွားတာကိုကန်ထုတ်ခံလိုက်ရတယ်ဟမ်မင်းပါရီပြောနေရတယ်မင်းငါကိုနည်းနည်းလောက်ကူညီပေးလို့မရဘူးလားငါမင်းနားလေအောင်လို့ခလေးတွေစီကနေထွက်သေးလာတယ်လို့ပြောရမှာလားဘာ ဒီကောင်ဘန်းကိုခြုံကိုတိုက်ခိုက်ပြီးပြန်ဆုတ်သွားရတော့သိပါတယ်ဒါပေမဲ့သူကတကယ်ပဲခြုံပိတ်ပြီးထွက်ပြေးလာခဲ့ရလားပြီးတော့အဲ့ဒါကမဲဆွဲတဲ့ပိရဲ့လည်းမဟုတ်ဘူးတကယ်ပဲသူနဲ့တိုက်တာဘာလို့လဲဟာ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 သိပါပြီသိပါပြီအဲ့တော့ငါတို့ရဲ့လူအကြီးကမသိသေးဘူးပေါ့အခုငါမသိသေးဘူးဆိုတာဘာလို့ပြောချင်တာလဲမေးလိမ်နေရမတော်ဘူးဆိုတာငါသိပါတယ်သူကမေးလိချင်းပြီးတဲ့လှုပ်ဝက်လက်နှက်လို့ထင်ခဲ့တာဒါပေမဲ့မေးအတွက်လည်းလှုပ်ဝက်ချက်ပဲထင်တယ်တေချာထေဇန်းခင်ချန်ဟာ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 မေးမသိသေးဘူးဆိုရင်လည်းကြည့်ရတာငါရင်လှောက်ရှားရတော့မယ်ထင်တယ်ငါမင်းကိုစကားနဲ့နဲ့တရုပ်ကိုခေါ်လိုက်တာပါဒါပေမဲ့ဒါကငါမ ထင်းတဲ့အရာလို့ပြောမှာပဲလူပြောရင်ဒီပိုင်းလေးတော့ဒီမှာပဲပြီးဆုံးသွားပါပြီဂျင်းဆောင်တို့ဘယ်လိုဆက်ကြည့်သွားအောင်လဲဆိုတာကိုတော့နောက်ပိုင်းလေးမှာဆက်တွေ့ပါမယ်အားလုံးပဲကျေးဇူးပါ